ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့ကုလဆိုးရေးရေးသားတဲ့မြောက်ဆူးဆူးတို့တွားပါလားဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။အစ္စရေးအီရန်တို့ရဲ့ဆက်နရက်ကြာစစ်ပွဲဟာအလို့သဘောအပြစ်ခက်ရဲစဲရေးလိုက်နာပါမယ်လို့သဘောတူညီချက်နဲ့လုံးလုံးစေရက်ဆိုင် သွားခဲ့ပြီဖြစ်ပါတယ်။အမေရိကန်တို့အီရန်အားဘန်ဂါဖြတ်ဘုံ၁၄လုံးနဲ့အကြောင်းမဲ့ဝင်ရောက် ုံကျဲတိုက်ခိုက်ခဲ့မှုအားလဲရုရှားနဲ့တရုတ်ဘက်မှရှုတ်ချကြောင်းပြောဆိုခဲ့ဒီမှာအပတုံ့ပြန်မှုတစုံတရာထွက်ပေါ်မလာခဲ့ပါဘူးထိုနေသားများဟာဘန်ဂါရဲမှနေပြီးတတိုင်းပြည်လုံးမီးလောင်ပြာကျတဲ့အထိခုခံသွားမယ်လို့မှန်းထားတဲ့မင်းအွန်လိုင်းဖို့ဟာဆိုရင်ဇေယဖြစ်လာရသည်ကတော့အမှန်ပဲဖြစ်ပါတယ်ဒေါ်နယ်ထရန့်ဟာကွန်ဂရက်ကိုတိုင်ပင်ခြင်းမရှိဘဲ၎င်းရဲ့သဘောတခုရဲနဲ့ လက်ဦးမှုယူကာလျှက်တဲ့ပြက်တိုက်ခိုက်ချင်းမျိုးလဲဖြစ်နေပါတယ်လက်ရှိမှာတရုတ်ဟာအမေရိကန်နဲ့ဥရောပကပရိဒါဝင်ကြီးအလားမျက်စိကျနေတဲ့မြေရှားတပ်ထုများဖြစ်တဲ့ဒီဘရိုစီယန်နဲ့တာဘီယန်များအားမြန်မာပြည်မှအဓိကရပ်ယူနိုင်မှုကြောင့်ကမ္ဘာဈေးကွက်ကြီးကိုလဝက်ကြီးအုတ်ခါထင်းတယ်လူချဲလင်နိုင်ခွင့်ရနေပြီဖြစ်ပါတယ်ထို့ဖြစ်အမေရိကန်နဲ့ဥရောပအဖို့ အီရန်ရဲ့နျူကလ িয়ার လက်နက်များပိုင်ဆိုင်လာမှုကို အစ္စရေးတို့ကြောက်ရွံ့ခဲ့တယ်လို့မျိုးဖြစ်လာနေပါတယ်။ထရန့်ဆိုးရအဖွဲ့အတွင်းမှာလည်းတရုတ်ကိုထိန်းချုပ်နိုင်ဖို့သာအားဆိုင်ရမယ်ဟုသောသဘောထားရှိသူများက အာတာနေပြီးအီရန်ကဝင်ရောက်တိုက်ခိုက်ခဲ့မှုကိုလိုလိုလားလားထောက်ခံခြင်းစိတ်မရှိကြပါဘူး။ လက်ရှိမှာတရုတ်တို့မြေရှားတပ်ထုများထိမ့်ချုပ်ထားနိုင်တဲ့အနေအထားရောက်အဓိကတံပိုးပေးနေတာကမြန်မာပင်ဖြစ်ပါတယ်မြန်မာမှာ၎င်းတို့လိုအပ်နေတဲ့ကုန်ကြမ်းများရဲ့59ရာခိုင်နှုန်းကိုပင်တင်သွင်းနေသည်ဆိုသောစရင်းစရားများကငင်းမရအောင်ထွက်ပေါ်နေပါတယ်တရုတ်ပြည်တောင်ပိုင်းမှာထွက်ရှိနေတော်လဲအစိုးရရဲ့ပတ်ဝန်းကျင် ထိမ့်သိမ်းမှုစံနှုန်းများမြင့်တက်လာပြီးတော့လုပ်ငန်းအတော်များများရက်ဆိုင်သွားပြီး ထင်းတယ်လို့လုံ့ရရနေတဲ့မြန်မာဘက်ကိုအုံနဲ့ကျင်းနဲ့ဝင်ရောက်လာကြခြင်းဖြစ်ပါတယ်။2024မှာကချင်းလွတ်လပ်ရေးတပ်တော်မှရှားပါမြေသားတပ်ထုတွင်းများကိုထိန်းချုပ်နိုင်လိုက်ခြင်းကြောင့်ကမ္ဘာစိန်းနှုံးများမြင့်တက်သွားပြီးတော့ KIA ဟာလည်းတရုတ်တို့အပေါ်မာရီကျောရီဆက်ဆံလာနိုင်ပါတယ်။တရုတ်ဘက်သို့တင်ပို့နေမှုဟာလည်းသုံးပုံတစ်ပုံကကြာဆင်းသွားခဲ့ပါတယ်။ထရန့်ဖို့လည်းထိုးရီကြောင့် တရုတ်ကိုထိမ့်ချုပ်နိုင်ရေးမှာ ကုံတွယ်ကွန်နှုံထားရာကနန်းထိတိုးမြင့်ချိမ့်ချောက်လာတော့လေအရာမရောက်ဖြစ်နေပါလေထို့သောတရုတ်တို့နိုင်ခွက်၎င်းအပေါ်ရှိနေမှုကို ထွတ်ဟာမိများအထိခွင့်ပြုနေမိနီယခုပင်အီရန်ကိုကြွက်သားညှစ်ပြခဲ့ပြီး Deck to America ဟုအမည်လိုဟစ်ကျွေးနေတဲ့မူလားကြီးများကိုပင်လေတံပြုတ်သွားအောင် လုပ်နိုင်ခဲ့ပြီးဆိုကာထရန့်မန်တက်နေသောအချိန်လဲ ဖြစ်နေပါတယ်။အကယ်၍ထရန့်ဟာလက်ရှိတရုတ်တို့မြန်မာကိုလက်အောက်ခံပြည်နယ်တစ်ခု အလားဆက်ဆံနေမှုနဲ့အိန္ဒိယသမုဒ္ဒရာဘက်ထွက်ပေါက်ရပြီးမလကာရေလက်ကြားကိုရှောင်ကွင်းဖောက်ထွက်နိုင်မဲ့အာချီလီတန်ဖနောင့်လူဖြစ်လာနေမှုကိုဒီအတိုင်းလက်ပိုက်ကြည့်နေပွဲမရှိ နောက်မှအန်တဂျိတ်ကျိတ်နဲ့ကျိတ်မနိုင်ခဲမရဖြစ်ကြံခဲ့မဲ့လူမျိုးမဟုတ်ထို့ကြောင့်လဲ၎င်းရဲ့ ိတ်တန်းတန်ဖွဲ့ကိုပွဲဥထွက်လှုပ်ရှားမှုတရက်ဖြစ်ဘင်္ဂလားဒေ့ရှ်ကိုဆေလွတ်ပြီးတီးခေါက်စုံစမ်းခိုင်းခဲ့သည်မဟုတ်ပါလားအကြံဖတ်မြန်မာစစ်တပ်ဟာလူလူတော်လန်ရေးကိုချေမုန်းနိုင်ခြင်းမရှိတော့ဘဲတရုတ်ရုရှားတို့အပေါ်တိုးပြီးခရညှို့တွားလာနေပါတယ် ွန့်ဟာအီရန်ကိုဆုံးမနိုင်ခဲ့ပြီဆိုက မန်တက်လာနေပြီးမြန်မာပေါ်တရုတ်တို့အုပ်စည်းနိုင်နေမှုအနောက်ရှက်ပေးရန်တခုခုခလောက်ဆမ်းမယ်ဆိုက အဖက်ဖက်မှချွတ်ချုံကြနေတဲ့အကျန်းဖတ်သမားမင်းအောင်လိုင်တို့စေအုပ်စုဖြားများရတော့မှာဖြစ်ပါတယ်တကယ်တမ်းဖြစ်လာကတရုတ်ဟာ၎င်းတို့ရဲ့ trillion ရာနဲ့ချီရှိနေတဲ့စီးပွားရေးအမေရိကန်ရဲ့ငွေတိုက်စာချုပ်များလက်ဝယ်ရှိနေမှုအဆရှိတဲ့အကျိုးစီးပွားများ အပြက်ခံ၍တုံ့ပြန်လာမှာမဟုတ်လေထရန့်ဟာယူဆလာနိုင်ပါတယ်နောက်တစ်ကြောင်းကထရန့်ဟာထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့တရုတ်ကိုစီရီးယားဆွန်စားလာမဲ့အရေးကိုတွေး၍ပူပန်နေပါတယ်ထိုခါကြလင်းမဖြစ်မနေထိတ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ဤဒီကိုရှောင်ရှားလိုပါကမြန်မာနဲ့ပတ်သက်၍တရုတ်အားအလုံများအောင်လုပ်ပြီးဂျာဂန်စစ်ပွဲပုံစံမျိုးဖန်တီးလာနိုင်ပါတယ် ထာတရုတ်နဲ့ပတ်သက်၍မပြတ်မသားဖြစ်နေတော်လဲဒုတံမရဂျီရီဘန့်စ်ကဲ့သို့တရုတ်ဆန့်ကျင်ရေးတမားများကအင်ဖြူရောမှာအင်အားကောင်းနေပါတယ်။အာရှပစ္စည်းဘိတ်ဒေသရှိအင်အားကြီးမားဆုံးစစ်တပ်ကြီးတစ်ခုအားမြန်မာလူငယ်လေးများကတော်လန်မောင်းထုတ်နေကြပြီဖြစ်ပါတယ်။ယခုလိုအာရှကုန်းမြေကြီးအလဲဘူမှာစီးရီးယားလူပြည်တွင်းစစ်ကြီး ပေါ်ပေါက်လာမဲ့အရေးကိုလက်ပိုက်ကြည့်နေကြဆဲပင်ဖြစ်ပါတယ်။ တေယုဟာလည်းယေရှုမှာလက်ပိုက်ကြည့်မနေနိုင် ဖြစ်လာမှာကို တွက်ဆမိတဲ့အပြင်ကြာလင်တော်လန်ကြီးတပ်ဖွဲ့များကြောချင်းကပ်ယင်ချင်းကပ်ဖြစ်လာနိုင်ပြီး အချိန်နှင်းများပိုဆိုးလာနိုင်ပါတယ်လူမဆန်လာတဲ့အကျန်းဖက်စေုပ်စုဟာယခုလိုပုံစံဖြင့်ကမ္ဘာလယ်မှာယေရှုထောက်ခံသွား၍မဖြစ်တဲ့အပြင်ရွေးကောက်ပွဲ ပုံစံနဲ့မျက်နာပြကောင်းအောင်နဲ့တိုင်းရင်းသားများလည်း ထမှန်သွေးခွဲပြီးသားဖြစ်အောင်တစ်ချက်ခုတ်နှစ်ချက်ပြတ်အတင်းကျပ်လုတ်ခိုင်းခဲ့ခြင်းလည်းဖြစ်ပါတယ်စီးရီးယားပြည်တွင်စစ်မှာပင် ကုလအဖွဲ့အစည်းများရဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများကိုအာဆတ်အစိုးရမှတဆင့်မဟုတ်ဘဲဝင်ရောက်ပေးကမ်းနိုင်ရန်လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကိုတရုတ်နဲ့ရုရှားကဘီရူမတုံးမဲကြားနေမဲနဲ့ခွင့်ပြုခဲ့ရပြီးဖြစ်တဲ့ဆိုတဲ့တာဒကများက အထင်ရှား ရှိနေပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်